ဒီကနေ့ဇွန်လ2ရက်အထိဆိုရင်စကိုင်းကလင်လှုပ်ခတ်ခဲ့တာ2လကျော်လာပါပြီအခုရပိုင်းမြန်မာနိုင်ငံမှာရေကြီးမှုတွေလည်းဖြစ်ပေါ်လာပါတယ်တဘာဝဘေးသတင်းတွေနဲ့ပတ်သက်လို့ဘာတွေထူးခြားတာရှိနေပါသလဲစစ်ကောင်စီတပ်ရဲ့လေကြောင်းပစ်ခတ်မှုတွေကရောဘလို့အခြေအနေရှိနေပါသလဲဒါတွေနဲ့ပတ်သက်လို့သတင်းရယူတင်ဆက်နေတဲ့မက်ကေခိုင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်ဟုတ်ကဲ့ပါမက်ကေခိုင်ဒီနေ့မှာရောငလင်းနဲ့သဘာဝဘေးနဲ့ပတ်သက်လို့ဗာသတင်းညံပြောဖို့ရှိပါတယ်လေရှင် ဟုတ်ကဲ့ပါဒီ Mensler decision ရဲ့နှစ်ကလုတ်ခတ်တော်တဲ့စကိုင်းငလင်ကြီးဟာဆိုရင်နလားကြောကြာမြင့်လာပြီပေါ့နော်။ဒါပေမဲ့လည်းဒီငလင်သစ်တွေသားတွေမှာပြန်လည်ထူထောင်ရေးတွေကတော့အလုံးစုံလုံးဆောင်လာတာမရှိသေးပါဘူး။ပြီးလို့ရှိရင်ဒီလူသေးဆုံးမှုများခဲ့တဲ့မန်တလေးကစကိုင်းဗီလာမှာဆိုလေရချားဆိုသလိုသေဆုံးရုပ်အလောက်တွေထက်တွေ့နေရရဲ့ပေါ့နော်။ပြီးရင်ဒီနောက်ဆက်တွဲငလင်ငယ်တွေကလည်းရချားဆိုသလိုဆက်တိုက်ရှိနေတာကိုတွေ့ရပါရဲ့ရှင်။ဒီတဘောအဘေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အခုရက်တစ်ပတ်မှာကမိုးအရန်များနေရဲ့ပေါ့နော်။မိုးအရန်များပြီးတော့ဒေသတချို့မှာရေကြီး ရှင်မှုတွေလည်းဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။ဒီမြစ်ကြီးနားဘက်မှာဆိုရင်လေရေကြီးနေပြီးတော့တချို့ဒီရခိုင်ပြည်နယ်ဘက်ကမြို့နယ်တော်တော်များများမှာလည်းရေနစ်မြုပ်နေတာကိုတွေ့နေရတယ်ပေါ့နော်။ဒီနောက်ဆက်တွဲမိုးများနိုင်သေးတာကြောင့်မို့လို့လေဒီရေကြီးရေရှင်မှုတွေကတော့ဆက်ဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါရဲ့ရှင်။ ဒါကြောင့်မို့ဒီကနေ့မှလေဒီစစ်ကောင်စီရဲ့မိုးစလားကထုတ်ပြန်ထားတာရှိရေပေါ့နော်ဒီကက်ပလင်ပင်လင်ပင်နဲ့ဘင်္ဂလားပင်လင်ရောအရှေ့တောင်ပိုင်းမှာမုတ်တုံလေအားကောင်းနေတယ်ပြီးလို့ရှိရင်ဒီကြံဘင်္ဂလားပင်လင်အော်မှာလေမုတ်တုံလေကအာအတင်တင်ကနေအားကောင်းနေတယ်ဆိုပြီးတော့ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဒါကြောင့်မို့လို့ဒီမြန်မာနိုင်ငံအနက်ငလျင်တင့်ဒေတာတွေအပါအဝင်ပေါ့နော်တခြားတိုင်းနဲ့ပြည်နယ်အသေးသေးမှာမိုးကြီးပြီးတော့ရေကြီးနေတာတွေလည်းထပ်ဖြစ်နိုင်ပါရဲ့ရှင့်။ဒီကချင်းပြည်နယ်မှာဆိုရင်လေမိုးတွေဇက်တိုက်လျော့သွန်းနေလို့ပေါ့နော်ဒီအေရဝတီမြို့တခြားဒေတာခင်တွေအနေနဲ့မြင့်ကြီးမို့အန်ရီကိုအထူးသတိ ပြုဖို့လိုအပ်တယ်လို့ထုတ်ပြန်ထားတာကိုလည်းတွေ့ရပါရဲ့ရှင့်ဟုတ်ကဲ့ပါဒီတိုက်ပွဲနဲ့ဒီစစ်ကောင်စီရဲ့ပေါ့နော်ဒီတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ဘာတွေသိထားသေးလဲရှင့်ဟုတ်ကဲ့ပါဒီတဘောရောဘဲကြောင်ပေါ့နော်စစ်ကောင်စီကအပြစ်ရထားပေးမယ်လေဒီလေကြောင်းတိုက်ခိုက်မှုတွေကတော့ဇက်တိုက်ရှိနေပေါ့နော်ဒီဒီကနေ့မှာတော့ဒီထိုင်းမြန်မာနေဆက် အနည်းကဒီမြဝတီတောင်ဖက်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့တစ်ဘောဘိုးစခန်းကိုပေါ့နော်ဒီကရင်အမျိုးသားလူမျိုးရဲတမ်တော်ခင်အလင်းနဲ့ PDF တပ်ပေါင်းစုတွေကထူးဆစ်ဆင်တိုက်ခိုင်းနေရေပေါ့နော်အဲ့ဒီမှာစခန်းကုန်းအနောက်ဘက်ကကုန်းတစ်ခုကိုတော့တင်ပိုက်နိုင်ခဲ့လို့သိရပါရဲ့ရှင့် ဒီတိုက်ပွဲတွေကြောင်းပေါ့နော်ဒီတိုက်ပွဲတွေကြောင်းဒီဆုံစည်းအများရှိမဲ့တောင်နေဒီတေဘောဘူစာရီကြော့ကဒေတာခန်2000လောက်ကတော့ဒီထိုင်းနေစဲတောင်ရင်မြေကန်တချောင်းနဲ့ဘေလို့ရာမှာထွက်ပြေးတိမ်းရှောင်နေလို့သိရပါတယ်အဲ့လိုပဲပေါ့နော်ဒီကချင်ပြည်နယ်ဖားကတ် မြို့နယ်လုံခင်းရွာမှာလည်းဒီနေ့ဒီစစ်ကောင်စီတပ်ဘက်ကဖားကဲတက်မအောင်ကနေလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်မို့လို့ပေါ့နော်မော်စီစာကုပ်ပနေဝင်းမှာလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တာတွေ့ရပါတယ်ဒီပောက်ကွဲမှုကြောင့်တေဆုံးသူ၂ယောက်ရဲ့အရှုံးအလောက်ကိုတော့တွေ့ရရပေါ့နော်ထိခိုက်ဒဏ်ရာရရှိသူတွေကတော့30ထဲမနေရှိနိုင်လို့တွေ့ရပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးဒီနေ့နောက်ဆုံးရသတင်းတွေကိုပြပြပေးရအတွက်ကျေးဇူးတင်ပါတယ်ဒါကတော့ငလင်းအပါအဝင်သဘာဝဘေးနဲ့ထူးခြားသတင်းတွေကိုမေးမြန်းခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးအောင်ပါရှင်